အားလုံးပဲမင်္ဂလာပါ Invisible 49 YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ဗျဒီကနေ့မှာတော့ကျွန်တော်အနေနဲ့ Arsenal သင်းရဲ့ Heavy Go ဖြစ်သွားတဲ့နောက်ဆုံးရပြောင်းရွှေ့သတင်းအနေနဲ့လက်ရှိကစားသမားအချို့ရဲ့စာချုပ်တက်တန်းအခြေအနေတွေကိုသုံးသပ်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဗျဒီနေရာမှာကျွန်တော်ပရမသုံးသုံးသက်ဆွေးနွေးကြတာကတော့အာဆင်နယ်အသင်းက Brentford အသင်းရဲ့အသင်းကောင်းဆောင် Queen Lay ခန်းစစ်ကစားသမား Christian Nogat ကိုပြောင်းရွှေ့ကြည့်ပေါင်း10သန်းဝန်းကျင်နဲ့ခေါ်ယူခဲ့တဲ့တဲ့တင်ပေါ့နော် ဒီကစားသမားကဘရန်ဖိုတင်တဲ့အတူ600ဒီကစားခဲ့တယ်ဘရမ200ဒီကလီချမ်ပီယံရှစ်မှာကစားတယ်နောက်ထပ်400ဒီကကျတော့ပရီးမီးယားလီဂ်မှာကစားခဲ့တယ်ပေါ့နော်ဒီပရီးမီးယားလီဂ်မှာစတင်ကစားခဲ့တဲ့400ဒီအတွင်းသူ့ရဲ့ rating က7အထက်မှာပဲရှိတယ်သူ့အနေနဲ့ဒီ ည်ငြိမ်တဲ့ခြေစွမ်းကိုတသမတ်ထဲထိန်းထားနိုင်တဲ့ကစားသမားဖြစ်တယ်ပေါ့နော်။ဒါအပြင်ဒီပရီးမီးယားလိမှာကစားခဲ့တဲ့၄ရာသီအတွင်းပြီးခဲ့တဲ့ရာသီမှာသူ့အနေနဲ့ဒီအကောင်းဆုံးပုံစံကိုပြသခဲ့ပြီးတော့ဂိုးပါဝင်ပတ်သက်မှုတွေမှာပြုလုပ်ခဲ့တယ်ပေါ့နော်။ဒါကတော့ဒီပြီးခဲ့တဲ့ရာသီမှာ34ပွဲပရီးမီးယားလိမှာကစားခဲ့ပြီးတော့အဲ၅ဂိုးသွင်းပြီးတော့ဒီ၄ဂိုးဖန်တီးခဲ့တယ်ဆိုတဲ့အခြေအနေပေါ့နော်။ဒီကစားသမားကဒီဒိမ့်မတ်အသင်းရဲ့လက်ရည်စင်းလည်းဖြစ်တယ်။ အဲကလပ်ကောနိုင်ငံပွဲပေါင်း400ကျော်ကစားခဲ့တယ်ပြီးတော့သူ့အနေနဲ့လည်းဒီအာဆင်နယ်အသင်းကိုဒီလိုအပ်တဲ့ခေါင်းဆောင်မှုအရေးသွေးပိုင်းနေယူဆောင်လာနိုင်မယ်လို့လည်းမျှော်လင့်နေပါတော့ဒီကစားသမားကကြတော့ဒီအာဆင်နယ်အသင်းကထွက်ခွာသွားပြီဖြစ်တဲ့အဲအသင်းရဲ့ဝိုင်းရင်ကွင်းလယ်ကစားသမားဂျော်ဂျင်ယိုရဲ့နေရာကိုအစားထိုးဖြစ် ခေါ်ယူခဲ့တဲ့ကစားသမားဖြစ်တယ်ပေါ့နော်အဲနောက်ထပ်တဲ့တဲ့ဘောကကြတော့အာဆင်နယ်အသင်းကလက်ရှိကွင်းလယ်ကစားသမားသောမတ်ပါတီကိုဒီယာဒီကုံမှာ ဒီလက်လွှဲရတော့မဲ့အနေထားပေါ့နော်ဒီကစားသမားရဲ့စာချုပ်ကအခုဇွန်လကုန်မှာစာချုပ်တက်တန်းကုန်မယ်ဒီပြီးရနဲ့ free transfer ဖြစ်သူထွက်ခွာမယ်ပေါ့နော်ဒီနေရာမှာအာဆင်နယ်အသင်းကကြတော့ဒီကစားသမားကိုစာချုပ်တက်တန်းတိုးဖို့အတွက်ကြိုးစားခဲ့တယ်ညှိနှိုင်းမှုတွေလုပ်ခဲ့တယ်ဒါပေမဲ့သူ့ရဲ့အသက်အရွယ်သူတောင်းဆိုတဲ့လာစာနဲ့ဒီစာချုပ်အစ်စ်ချုပ်ဆိုမဲ့ဒီ ကာလတွေဘလို့မှညှိနှိုင်းလို့အဆင်မပြေတဲ့နေရာမှာအာဆင်အသင်းကဒီကစားသမားကိုလက်လွတ်ဖို့အတွက်ဆုံးဖြတ်ခဲ့တယ်ပေါ့နော်အာပေးတဲ့တွေတခုအမှတ်မှားနေရကြတော့ဒီအာဆင်အသင်းခေါ်ယူလိုက်တဲ့ခရစ်စတီယန်နိုဂတ်ကဒီသောမတ်ပါတီရဲ့နေရာကိုအစားထိုးဖို့မဟုတ်ဘူးပေါ့နော် သောမတ်ပါတီရဲ့နေရာကိုအစားထိုးဖို့အတွက်ကအာဆင်နယ်တင်းကအစတွေကလူခေါ်ပြီးသားဆိုစီတဲ့ကွင်းလေလူဇူဘီမန်ဒီကိုသောမတ်ပါတီရဲ့နေရာမှာအစားထိုးအဖြစ်ခေါ်ယူခဲ့ပြီးသားပေါ့နော် အဲတချို့တွေကကြောင့်အအထင်မှားနေကြတာဗျာသောမတ်စ်ပါတီကိုလက်လွတ်ပြီးတော့ဒီခရစ်စတန်နော့ကတ်ကိုစာချုပ်ချုပ်လိုက်တဲ့အတွက်အသင်းက down grade လုပ်နေရလားဆိုပြီးတော့ထင်နေကြတယ်ပြောဆိုနေကြတယ်ဝေဖန်နေကြတယ်ပေါ့နော်ဒီနေရာမှာကျွန်တော် ရှင်းရှင်းလင်းလင်းပြောချင်တာကကြတော့သောမတ်စ်ပါတီရဲ့နေရာမှာအစားထိုးဖို့ကဇူဗီမန်ဒီကိုခေါ်ပြီးသားဒီခရစ်စတန်နော့ကတ်ကိုခေါ်ယူလိုက်တာကကြတော့သူတို့အသင်းကဂျော်ဂျင်ဟိုကိုဂျော်ဂျင်ဟိုရဲ့နေရာကိုအစားထိုးဖို့အတွက်ခေါ်လိုက်တာဒါတော့ရှင်းရှင်းလင်းလင်းသိဖို့လိုအပ်တယ်ပေါ့နော် နောက်ထပ်သတင်းတွေကတော့အာဆင်နယ်သင်းရဲ့ပိတ်သက်အချစ်တော်စတာပွိုင်းလေးဖြစ်တဲ့လူငယ်ကျယ်ပွင့်ကစားသမားလေးလူဝစ်စကယ်လီရဲ့သတင်းပေါ့နော်ဒီကစားသမားလေးကအာဆင်နယ်သင်းနဲ့မကြခင်မှာစာချုပ်သက်တမ်းကုန်တော်မယ်ကစားသမားလေးဖြစ်တယ်။အဲ့တော့ကြောင့် Real Madrid လို့အသင်းမျိုးကတော့မှခေါ်ယူဖို့ကြိုးပမ်းနေတယ်ဆိုပြီးတော့သတင်းတွေကြဲကြဲလောင်လောင်ထွက်ခဲ့တာကျွန်တော်တို့လည်းသိရှိရဖြစ်တယ်ပေါ့နော်။ ဒါပေမဲ့လက်ရှိချိန်မှာတော့ကျွန်တော်အနေနဲ့ဒီကောလာဟာလာတွေကိုမေးလိုက်လို့ရပြီ။ဘာဖြစ်လို့လဲဆိုတော့အာဆင်နယ်တင်းကဒီကစားသမားလေးကိုနှစ်ရှည်စာချုပ်တက်တန်တူချုပ်ဆိုခဲ့ပြီလို့ဖာဘရီဇီယိုရိုမာနိုကိုယ်တိုင်ကအတည်ပြုထားခဲ့တယ်ပေါ့နော်။ဒီကစားသမားလေးကလည်းပြီးခဲ့တဲ့ရာသီမှာမထင်မှတ်ဘဲနဲ့အာဆင်နယ်တင်းမှာအာကိုလာရလောက်တဲ့ခြေစွမ်းမျိုးကိုပြသခဲ့တယ်ပေါ့နော်။သူ့ရဲ့ဒီစီနီယာကစားသမားလေးဖြစ်တဲ့ဒီဇင်ချန်ဂိုတို့ကာလာဖီယိုရီတို့ကိုကြော်ပြီးတော့အတင်းရဲ့ဘယ်နောက်ခံလူနေရာမှာအဲ လုံးဝအားကိုးလို့ရတဲ့အခြေစွမ်းမျိုးပြသခဲ့တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်လည်းဒီအင်္ဂလန်လက်ရွေးစင်အသင်းကြီးကတော့မှခေါ်ယူပြီးနေရာပေးခဲ့ရလောက်တဲ့အထိကိုသူ့ရဲ့အခြေစွမ်းတွေကကောင်းမွန်ခဲ့တယ်ပေါ့နော်ဒီအချိန်မှာတော့ကျွန်တော်အနေနဲ့ဒီကသာသမားလေးရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့စိတ်အေးရပြီလို့ပြောချင်ပါတယ်ဗျအဲလက်ရှိမှာတော့အာဆင်နယ်အသင်းကဒီ ကွင်းလေခန်းစီကသာသမားအဖြစ် မာတင်ဆူဘီမန်ဒီနဲ့ဒီခရစ်စတီယန်နော့ဂတ်တို့ကို ခေါ်ယူခဲ့ပြီးပြီးတော့ဒီလိုအပ်နေတဲ့အရန်ကိုသမားနေရာအတွက်လည်းချယ်စီသင်းရဲ့ကိုသမားကီပါရီစာဘလာကာကို၅တန်းဝန်းကျင်နဲ့ခေါ်ယူခဲ့ပြီးပြီပေါ့နော်လက်ရှိမှာလည်းအာဆင်နယ်သင်းကလိုအပ်နေတဲ့သူတို့ရဲ့အဓိက main target ဖြစ်တဲ့ဒီအထောင်တိုက်စစ်မှုနေရာကိုဒီပီတာယိုဂရက်စ်နဲ့ဘန်ဂျမင်ဆက်စကိုတို့ခေါ်ယူဖို့အတွက်အခုချိန်မှာဆက်လက်ဆွေးနွေးနေနေသေးပဲဖြစ်တယ်ပေါ့နော် ပြီးလို့ရှိရင်သူအနေနဲ့ဒီလိုအပ်နေတဲ့ဘယ်တောင်မှတိုက်စစ်ကစားသမားအတွက်ကိုလည်းဒီ Real Madrid ကစားသမားဒီ Rodrigo နဲ့တင်းနေကြကြလောင်လောင်ပြန်လဲထွက်ပေါ်နေခဲ့တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်အနေနဲ့ဘယ်ကစားသမားကအမှန်တကယ်ရောက်လာမလဲဆိုတော့နောက်ဆုံးအချိန်ထိချင်းခုံရဖို့ရှိတယ်ဗျ။အဲထူးထူးခြားခြားအနေနဲ့ပြောရရင်ပြီးခဲ့တဲ့ညကဒီ RB Leipzig တင်းရဲ့ တိုက်စင်မှုဘန်ဂျမင်ဆက်စကိုကသူ့ရဲ့ social အကောင့်မှာအာဆင်နယ်အသင်းကို follow လုပ်ခဲ့တယ်ဆိုတဲ့သတင်းပေါ့နော်ဒါကသူ့အနေနဲ့အာဆင်နယ်ကိုပြောင်းကျင်တဲ့ဒီအနေအခြေအနေတွေကိုအရေးမပြောပြသခဲ့တဲ့အနေအထားလည်းဖြစ်တယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်အနေနဲ့ဘယ်ကစားသမားကအာဆင်နယ်ကိုအမှန်တကယ်ရောက်လာမလဲဆိုတော့နောက်ဆုံးချိန်ထိစောင့်ကြည့်ရမယ့်အနေအထားမှာရှိရဗျဒါအခုအာဆင်နယ်အသင်းခေါ်ယူခဲ့တဲ့ကစားသမားတွေနဲ့ပတ်သက်ပြီးတော့ဒီပြည်သက်တည်းရဲ့အမြင်ကိုလည်း comments ပေါ်မှာပုံမှန်လည်းဆွေးနွေးခဲ့ကြပါအောင်ဗျ။အ ကြည့်ရှုခဲ့တဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာဆက်လက်ဆုံတွေ့ပါအောင်မယ်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။